မင်္ဂလာပါရှင်ကျမတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့ဖားကက်မှာမြေစာပြူကြလို့ရင်မစေးရှာဖွေသူနှစ်ဦးသေဆုံးတဲ့ကြောင်းဖော်ပြပေးကြပါရစေ။ဖားကက်မြို့နယ်နမ်းမော်ကြီးွာမှာရှိတဲ့မြေစာပုံဟောင်းလောက်ွက်တကူမှာယမန်နေ့ညနေ၄နာရီလောက်ကမြေစာပုံပြူကြလို့ရင်မစေးရှာဖွေသူနှစ်ဦးသေဆုံးပြီးတော့တဦးထိခိုက်ဒဏ်ရာရသွားတဲ့ကြောင်းသိရပါရစေ။မြေစာပြူကြတဲ့နေရာကိုဘတ်ဟိုးနဲ့ကဲစိလှုပ်ပေမဲ့နှစ်ဦးကတော့ပွဲချင်းပြီးဆုံးတယ်လို့ဒေသခံအမျိုးသားကဆိုပါရစေ။ရင်မစေးကြောင့်ရှာနေရင်က နဲ့မြင်းစာပုံပြကြတာလူပါသွားမှန်းသိမှာဗဟိုးနဲ့ကဲထုတ်ပေးမယ်မရတော့ဘူးပွဲချင်းပြီးဆုံးသွားတာလူနှစ်ဦးသေဆုံးပြီးတော့လူငယ်တဦးကတော့အနေငယ်ဒဏ်ရာရသွားခဲ့တယ်တေဆုံးသူတွေကတော့မော်လကင်နဲ့မြေရီကုန်းကရင်မစေးတွေလို့သိရတယ်။ဇာတိတော်မဟုတ်ဒါကလက်ရှိနေရဲ့လိမ့်စာပါလို့ဆိုပါရယ်။ တေဆုံးသူ၂ဦးကတော့တက်လက်ပိုင်းအရွယ်မျိုးသား၂ဦးဖြစ်ပြီးတော့အမိနဲ့နေရက်လိပ်စာတီးကြမသိရသေးဘူးလို့ဒေတာကန်တွေကဆိုပါရယ်။မြေစာပုံပြိုကျတာမှာတော့အသက်၁၄နှစ်ခန့်အရွယ်ယောက်ျားလေး၂ဦးကတော့ခြေထောက်မှာပုံပဲ့ဒဏ်ရာရရှိတဲ့အကြောင်းဖားကတ်ဒေတာကန်မျိုးသားကဆိုပါရယ်။ပအိုးကုမ္ပဏီမြေစာပုံအဟောင်းမှာကြောက်တွင်းနဲ့ပြူကြတာရင်းစေးသမား၃ယောက်မှ၂ယောက်တည်တယ်။တယောက်ထိခိုက်ဒဏ်ရာရပြီးတော့အခြေအနေမစိုးရိမ်ရဘူးလို့ဆိုပါရယ်။ ပြီးခဲ့တဲ့အောက်တိုဘာ3ရက်ကလည်းဖားကန့်မြို့နယ်မှော်စီစာကြီးရွာတရားကုန်းမှာကြောင်စိမ့်လောက်ကတကူမြေစာပြို့လို့အမျိုးသားတအူတည်ဆုံးပြီးတော့တအူပြင်းထန်တရားရရှိခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးတော့ရန်ကုန်မှာ secret ရှာပါတာကြောင့်တန်းစီဝဲပြီးတော့အမျက်တင်ရောက်တဲ့ဖြစ်စဉ်တွေထွက်ပေါ်လာတဲ့အကြောင်းဖော်ပြပေးချင်ပါတယ်။လူကြိုက်များတဲ့ secret မျိုးစားတွေကို mini map နဲ့ company store မှာအကန့်အသတ်နဲ့သာရောင်းချလို့ဈေးကွက်တွေမှာတန်းစီဝဲယူပြီးတော့အမျက်နဲ့ပြင်ရောက်ခြင်း အခြေအနေမျိုးတွေပေါ်ထွက်နေကြောင်းသိရပါဗျ။ဈေးကွက်မှာ secret ဝယ်လိုအားမြင့်တက်ပြီးမြက်ထုတ်လုပ်တဲ့သူတွေကပစ္စည်းပမာဏကိုရရှိအောင်ထုတ်ပေးခြင်းမရှိလို့တချို့မျိုးစားတွေဟာမလုံလောက်တော့တဲ့အထင်ဖြစ်လာနေတာပါ။ပစ္စည်းလုံလောက်တဲ့ဆိုရင်ဈေးကွက်တောင်တက်မဲ့အခွင့်မရှိပါဘူး။ဒါပေမဲ့အခုလိုအကန့်အသတ်နဲ့ထုတ်ရောက်တာကဈေးကွက်ကိုတမြင်သွားကစားနေသလိုပါပဲလို့ရန်ကုန်မျိုးကံကဆိုပါတယ်။ သိရတဲ့အရာမီနီမတ်နဲ့ကွန်ပဏီရဲ့စတိုးတွေမှာစစ်ကရက်တပူရဲ့ဈေးနှုန်းဟာလက်လီဈေးတစ်လိတ်ကို240ကျပ်သာရှိပေမဲ့ပြင်ပဈေးကွက်မှာတော့900ကနေ800ကျပ်ထိမြင့်တက်နေပါဗျ။ဒါကြောင့်တချို့သူတွေကမီနီမတ်မှာတန်းစီဝယ်ယူပြီးတော့ပြင်ပဆိုင်တွေမှာအမျက်နဲ့ပြန်ရောက်နေတာဖြစ်ပါတယ်။မီနီမတ်ဆိုင်အယောင်ဝယ်တောင်းဝင်ရှိသူကတော့ကုမ္ပဏီကလာပို့တဲ့ပစ္စည်းအရေအတွက်နေလာတာနဲ့မျှစစ်မှန်တဲ့သုံးဆွဲသူတွေကိုဦးစားပေးရောင်းဖို့လိုလာပါတယ်။ဒါကြောင့်တအူးကိုတပူးသာရောင်းတဲ့စီကတ်နဲ့သွားနေတာလို့ဆိုပါတယ်။အဆိုပါအချိန်လေးဟာအော်တိုဘာ 14ရက်ညပိုင်းမှာပပဲတန်းမြို့နယ်မှာရှိတဲ့ဆိုင်တွေမှာလည်းတွေ့မြင်ရပြီးတော့စစ်ကရဘိုးတဘိုးဝယ်ဖို့အတွက်တန်းစီနေတဲ့လူတွေကိုမြင်တွေ့ရပါတယ်။ကျန်းမာရေးဆိုင်ရာအသိပညာပေးတွေလှုံ့ဆော်ပေးမယ်။စစ်ကရဈေးကွက်ဟာလက်ရှိချိန်ထိသုံးဆွဲသူတွေအပေါ်မှာအင်အားမနည်းအောင်တက်ရောက်နေစေဖြစ်တဲ့အကြောင်းဈေးကွက်သုံးသက်သူတွေကဆိုပါတယ်။ ဆက်လက်ပြီးတော့တူနီရှားကမ်းတော်မှာဆက်လီနှမျိုးလိုရွှေပြောင်းနေထိုင်သူတွေတည်ဆုံတဲ့အကြောင်းဖော်ပြပေးကြပါရစေ။တူနီရှားကမ်းတော်မှာဆက်လီနှမျိုးပြီးတဲ့နောက်ကလေးငယ်တွေအပါအဝင်ရွှေပြောင်းနေထိုင်သူ40ထက်မနည်းတည်ဆုံပြီးတော့အခုနှစ်အတွင်းဒေသတွေမှာအစိုးရဆောင်ရေချောင်းမတော်တဆဖြစ်တယ်လို့အာရမန်ကဆိုပါရစေ။ရွှေပြောင်းနေထိုင်သူ80ကမ်းကိုတည်ဆောင်လာတဲ့ဒီဆက်လီကတော့တူနီရှားအလှပိုင်းမာရီယာမြေတဲ့ပင်လယ်စင်ကမ်းမှာနှမျိုးခဲ့တာလို့ဆိုပါရစေ။လိုက်ပါသူအားလုံးကတော့ဆာဟာရာအောက်ပိုင်းအာဖရိကဒေသကလို့ ာနာပိုင်တွေကဆိုပေမဲ့အသေးစိတ်ကိုတော့မသိရပါဘူး။ဒီလမ်းကြောင်းဟာအာဖရိကကနေဥရောပကိုမြေထဲပြည်လဲကိုဖျက်ချော်ပြီးရောက်ရှိဖို့ကြိုးစားလေးရှိတဲ့ဒီလမ်းကြောင်းတစ်ခုလည်းဖြစ်ပါတယ်။ကုလသမဂ္ဂရဲ့အချက်လက်ရတော့2023ခုနှစ်မှာတော့မြေထဲပြည်လဲအလဲပိုင်းကိုဖျက်ချော်ဖို့ကြိုးပမ်းသူ2300ရှိတယ်လို့လည်းဆိုပါတယ်။ဒု6000ကျော်ကိုကြားပြတ်ဖမ်းဆီးပြီးတော့အာဖရိကကမ်းခြေတွေကိုပြန်ပို့ခဲ့ပြီးတော့2000နီးပါးတည်ဆုံသွားတယ်။ လက်ရှိဖြစ်ပွားနေတဲ့ဆက်လက်နှိမ့်မြုပ်တာကတော့လူ30ခန်းကိုကယ်တင်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ဆက်လက်နှိမ့်မြုပ်မှုအကြောင်းရင်းနဲ့အခြေအနေကိုစုံစမ်းစစ်ဆေးမှုစတင်နေတယ်လို့တူနီရှားအနာပိုင်တွေကဆိုပါတယ်။ဥရောပမှာပုံမှန်ကောင်းမွန်တဲ့အခွင့်အလမ်းတွေကိုရှာဖွေဖို့ပဋိပက္ခတွေနဲ့ စီရင်မွေးတည်မှုကထွက်ပြေးလာတဲ့ရှေ့ပြောင်းနေထိုင်သူအရေးအလဲပဲနိုင်ငံတကာကဖိအားတွေတိုးလာနေပါဗါအာဖရိကနဲ့ဥရောပကြားမှာရှိတဲ့ပင်လယ်ရေကြောင်းရှေ့ပြောင်းနေထိုင်သူတွေအတွက်ကမ္ဘာပေါ်မှာအန္တရာယ်အများဆုံးရည်လန်းကြောင်းတစ်ခုဖြစ်ပါတယ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလကဆူဒန်နိုင်ငံသား40ကျော်လိုက်ပါလာတဲ့ဆက်လက်တစီတူနီရှားနိုင်ငံဆာဖတ်မြို့အနီးမှာနှိမ့်ယူခဲ့ပါသေးတယ်ဆက်လက်ပြီးတော့လှိုင်းတရားမှာအမျိုးသမီးတအူးကိုတတ်ပြီးတော့ရွှေရဲနဲ့ဖုံးလူသူကိုဖမ်းမိတဲ့အကြောင်းဖော်ပြပေးကြပါမယ် ရန်ကုန်လှိုင်းသာယာအရှိပိုင်းမြို့နယ်အမှတ်15ရပ်ကွက်ဝန်ထမ်းကြီးအိမ်ယာကမ်းပတ်လမ်းမှာအမျိုးသမီးတယောက်ကိုဓာတ်နဲ့ထိုးသက်ပြီးတော့ရွှေရည်ပစ္စည်းနဲ့ဖုံးလုခဲ့သူကိုရဲတွေကအောက်တိုဘာ22ရက်နေ့ညနေကဖမ်းမိခဲ့တယ်လို့မျိုးကရီစီကသိရပါဗျ။နေ့လယ်2နာရီခွဲလောက်ကအမှတ်15ရပ်ကွက်ဝန်ထမ်းကြီးအိမ်ယာကမ်းပတ်လမ်းမှာပေါ်ပွားနေတဲ့အမျိုးသမီးတယောက်ရုပ်လောင်ကိုတွေ့ရှိရက CCTV မှတ်တမ်းတွေကိုစီရင်ကနေရဲတွေကပြစ်မှုကျိုးလွန်သူကိုဖမ်းမိခဲ့တာလို့15ရပ်ကွက်နေသူကဆိုပါဗျ။ လူရက်တက်ပြီးတော့လွှတ်ပစ်ထားတာနှစ်ရက်သုံးရက်လောက်ရှိပြီးတင်တဲ့အလောင်းကပို့ပွားနေပြီးအုတ်ချွေနဲ့ရဲတွေက CCTV မှတ်တမ်းနေနဲ့လိုက်တာညနေမှာတက်တဲ့သူကရွှေလင်ဘန်းမှတ်မှာမိသွားတယ်အသက်ခံရတဲ့အမျိုးသမီးကလည်းရွှေလင်ဘန်းကပဲလို့ဆိုပါတယ်တင်းဆောင်သူကတော့ရွှေလင်ဘန်းကြည်ရွာရွှေသစင်လမ်းမှာနေထိုင်သူဖြစ်ပြီးတော့နေကနေပျောက်ဆုံးနေတာလူရက်ခန့်ရှိပြီးဖြစ်ပြီးတော့ရဲစခန်းမှာလူပြောက်တိုက်ထားတယ်လို့အုတ်ချွေနဲ့နီးစပ်တဲ့သတင်းမြစ်ကဆိုပါတယ် အသက်ခံရတဲ့အမျိုးသမီးကအသက်40ရှိမဲ့ဘူကလေးမှနေတာရန်ကုန်ကိုအလဲလာရင်ရွှေလင်းမန်းမှာတဲနေတာအော်တိုဘာလ16ရက်ကပျောက်သွားလို့ဆိုပြီးတော့စခန်းမှာလူပြောက်တိုင်ထားတယ်။ပြန်တွေ့တော့လူရဲ့တက်ဖြတ်ထားတဲ့ပုံစံနဲ့ပြန်တွေ့တယ်။ဓာတ်နဲ့ထိုးတက်ပြီးတော့ငကက်ရဲ့လက်စွပ်ရဲ့ဖုံးရဲ့ယူသွားပြီးတော့ရေမောင်းရေမြောင်းနဲ့ကန်ချထားတာလို့ဆိုပါရတယ်။ မနေ့ကညနေပိုင်းက CCTV မှတ်တမ်းတွေရပြစ်မှုကျိုးလုံသူစုံကိုရွှေလင်းပန်းကြီးရွာရွှေစပယ်လက်မှာဖမ်းမိခဲ့တယ်လို့ဆိုပါတယ်။လက်တလုံးမှာတော့ပြစ်မှုကျိုးလုံသူစုံကိုတော့လန်တရာအရှိပိုင်းမြို့နယ်ရေစကန်ကပ42025 42, ပုံမှာ302နဲ့အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်။ဆက်လက်ပြီးတော့မနီလာမြို့တော်မှာမိအကြီးကျယ်လောင်ပြီးတော့မိသားစု600ကျော်အိုးအိမ်မဲ့ဖြစ်တဲ့အကြောင်းဖော်ပြပေးကြပါရစေ။ဖိလစ်ပိုင်နိုင်ငံမြို့တော်မနီလာကတော့ မလာပေါ်အရက်မှာမီးကြီးကျယ်လောင်ကျွမ်းတာကြောင့်အင်ဂျင်1500ကျော်ပျက်စီးပြီးတော့မိသားစု600ကျော်အိုးမဲ့အိမ်မဲ့ဖြစ်ရတဲ့ကြောင့်အော်တဘာ22ရက်မှာမီးဘေးကကွယ်ပြူလိုပါဆိုပါရယ်ညနေ4:49မိနစ်မှာစတင်ဖြစ်ပွားပြီးတော့အချိန်7:00ကျော်ကြာလောင်ကျွမ်းခဲ့တဲ့အီယာမမီးလောင်မှုကြောင့်ပဲကြကြပြပြပျက်စီးဆုံးရှုံးခဲ့ပြီးတော့မီးငိမ့်သက်ဖို့အတွက်မီးသက်ကအစီးရင်တရာကျော်ကိုဖြန့်ကျက်ကမီးသက်သမားတွေနဲ့စီရနာဝန်ထမ်းတွေဝန်ဝန်ကြိုးပမ်းခဲ့ရပါတယ်လူသေးဆုံးမှုကတော့မရှိဘူးလို့အာနာပါနေကဆိုပါရယ် အသက်ရှင်ကျန်ရတဲ့သူတွေဟာအပျက်စီးတွေကနေပစ္စည်းတွေကိုပြန်လဲရယူဖို့ရှာဖွေနေရင်ကနေမိလာမှုဖြစ်ပွားခြင်းကဘာပစ္စည်းမှယူခြင်းမရပဲလူကိုယ်တိုင်နဲ့အိမ်မွေးခွေးတို့ဘက်ကတည်းကနိုင်ခဲ့တယ်လို့အော်တိုဘာ23ရက်မှာဆိုပါရယ်မိဘကကွယ်ပြူကစုံစမ်းစစ်ဆေးမှုတွေဟာမိလာမှုဖြစ်ပွားရတဲ့အကြောင်းရင်းကိုစစ်ဆေးပြီးတော့လျှက်စစ်ဝါယာရှော့ကနေအစပြုလောင်ကျွမ်းခဲ့တာဖြစ်နိုင်တဲ့ကြောင်းကနဦးတွေ့ရှိထားပါရယ်ဆက်လက်ပြီးတော့လေပါကစ္စတန်မှာလေရုညဉ့်ဉန်းတာကြောင့်မျိုးကန်တွေကျမ်းမာရေးထိခိုက်တဲ့ကြောင်းဖော်ပြပေးကြပါမယ်။ ပါကစ္စတန်နိုင်ငံအရှိပိုင်းမြို့လာဟိုးမှာတော့အောက်တိုဘာ23ရက်ကစိတ်သိမ့်မြို့ကိုတွေဖုံးလွှမ်းပြီးတော့နေ့လယ်ပိုင်းအတွက်လေရုအခြေအတွေ့ဟာအလွန်မကျန်းမာစေတဲ့အစဉ်အမျိုးအစားမှာအချိန်အများစုရှိနေတယ်လို့ဆွစ်ဇာလန်အခြေစိုက်လေရုအခြေအတွေ့စောင့်ကြည့်ရေးအဖွဲ့ IQA ရဲ့အချက်အလက်တွေကဖော်ပြလာပါတယ်။ မျိုးရည်ရဲ့လေတို့အခြေသွေးညွန်ကိန်း A1 ကတော့ဒေသစံတော်ချိန်သကောင်ရမှာအမြင့်ဆုံး255စီရောက်ခဲ့ပြီးတော့အလွန်မကျန်းမာစေတဲ့အဆင့်အမျိုးအစားမှာပါဝင်ခဲ့ပါတယ်။ AQN ဖက်ရှုမှုဟာဒေသစံတော်ချိန်မိုးတက်ချိန်မှာတော့အခြေအနေနည်းနည်းတိုးတက်လာပြီးတော့ကျန်းမာရေးနဲ့မညီညွတ်တဲ့အဆင့်အမျိုးအစားစီရောက်ကြခဲ့ပါတယ်။လာဟုံးမျိုးကတော့ဆောင်းရာသီလတွေမှာမိခိုးမြူများတဲ့ အခြေအနေတွေနဲ့လေရုညေသွင်းညံပြမှုကိုရင်ဆိုင်နေရပြီးတော့တောင်အာရှရဲ့အခြားဒေသတွေမှာလည်းအဖြစ်များတဲ့ဖြစ်စဉ်တခုဖြစ်ပါတယ်။ဒီကာလမှာအေးပြီးတော့လေးတဲ့လေတုကရင်းတွေကနေထုံလွတ်တဲ့တံခွေတွေစက်မှုလုပ်ငန်းတွေကနေထွက်လာတဲ့မိခိုးတွေနဲ့ဖုံမုံတွေအပါအဝင်ညဉ့်ဉန်းပစ္စည်းတွေကိုဖမ်းယူထားပါတယ်။ယာတီအလိုက်ဖြစ်တဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာအကြက်တွေဟာစိုက်ပျိုးရေးအတွက်မီးရှို့မှုတွေကြောင့်မကြာခဏပုံမှုဆွေးရလာလေရှိပါတယ်။ဒီတစ်ပတ်တည်းမှာအိန္ဒိယနိုင်ငံမှာအများအပြားဖြင့်ကျင်းပလေရှိတဲ့ဟိန္ဒူမီးထုံးပွဲတော်ဒီပါဝလီအတွင်းမှာ ပေါက်ကွဲမှုတွေလည်းဖြစ်ပွားခဲ့တာဖြစ်ပါတယ်။